မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့အော်တိုဘာလာ၁ရက်နေ့သတင်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကောင်မရှင်လောက်ခံအောက်ချုပ်ရေးမှုရောဖောက်ခွဲတိုက်ခိုက်ခံရတဲ့သတင်းမိုးကုံမှာစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲလို့အမျိုးသားတအူထိမှန်တရားရတဲ့သတင်းစစ်ကောင်မရှင်ကအော်တိုဘာလာ၁ရက်နေ့ကစပြီးဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေ အပေါ်ထောက်ပံ့ခြင်းထက်မှန်ခန်းစား권ပြုတဲ့တည်။ကြောင်မဲမျိုးကိုစစ်ကောင်မရှင်တက်တွေထိန်းချုပ်ထားတဲ့တည်။မြမဒုက္ခသည်တွေကိုနောက်ထပ်ဆန္ဒလာတာကာလအတွင်းတရားဝင်အလုပ်လုပ်ခွင့်ရှိမှာဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ်ပြောတဲ့တည်။ဖိလပိုင်နိုင်ငံစီဘူးမှာငလီလောက်ခတ်မှုကြောင့်လူ60ဦးသေဆုံးတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ စစ်ကောင်မရှင်လောက်ခံအုတ်ချုံရေးမှုရောဖောက်ခွဲတိုက်ခိုက်ခံရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်၂၂ရပ်ကွက်ရှိစစ်ကောင်မရှင်လောက်ခံအုတ်ချုံရေးမှုရောကိုပြည်အားမြင့်မိုင်းလက်ပြဘုံနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။စတေမာလာ30ရက်နေ့မနေ့က9:30မိနစ်ဝန်းကျင်အချိန်မှာအဆိုပါအုတ်ချုံရေးမှုရောကိုပြည်အားမြင့်မိုင်းတလုံး လက်ပစ်ပုံးနှလုံးလုံးနဲ့ထိရောက်စွာဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဆိုပါစစ်ကောင်မရှင်လောက်ခံအုပ်ချုပ်ရေးမှူးရုံးဟာအုပ်ကြီးနဲ့လူမိုက်အဖွဲ့တွေပေါင်းပြီးတရားမဝင်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်လူရွယ်တွေကိုအတင်းပေါ်တာဆွဲပြီးစစ်မှုရန်လိုအပ်တဲ့နေရာတွေကိုရောင်းစားကလူကုန်ကူးခြင်းများဆောင်ရွက်နေတဲ့ရုံးဖြစ်တာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ရန်ကုန်အာမီရဲ့အနောက်ပိုင်းခရိုင်ပကဘာတို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်ပြုလုပ်တဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်းနေသူတွေကိုဆက်လက်ခါအပြင်းအထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကလည်းရန်ကုန်အာမီအဖွဲ့ဟာလဲကူးမျိုးနဲ့အုံနယ်ကုန်းရက်ွက် အုပ်ချုပ်ရေးမှုယုံကိုပြားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်မရှင်ဘက်မှထိခိုက်မှုများရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မိုးကုံမှာစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲလို့အမျိုးသားတဦးထိမှန်တံရရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တောင်ကြီးတမဟာလေးနယ်မြေမိုးကုံမြို့အနောက်ပိုင်းရေထွက်ကြီးကျေးရွာကိုစစ်ကောင်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသားတဦးထိမှန်တံရရရှိခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးကဒီကနေ့မှထုတ်ပြန်ထားပါဗျာ။ ဒီကနေ့နာနာ10:46မိနစ်အချိန်ကမှစစ်ကောင်မရှင်တပ်ကပြည်သူလူထုတွေတရှိရာကိုဥတီကရည်ရွယ်ချက်ရှိရှိနဲ့လေးချောင်းကနေပေါင်150ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအူထိမှန်တရားရရှိခဲ့ပြီးနေအိမ်တလုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကလည်းကြောင်မဲမြို့နယ်နှမ်းစော့ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေးချောင်းကလက်နက်ကြီးများနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးထိမှန်တရားရရှိခဲ့သေးကြောင်းသိရှိရပါတယ်။စစ်ကောင်မရှင်တဟာစတေမာလာအတွင်လေချောင်းနဲ့ကြောင်မဲမြို့နယ်ကို6ကျင်းတီဘောမြို့နယ်ကို2ကျင်းမိုးကုန်းမြို့နယ်ကို2ကျင်းနဲ့မိုင်းလုံးမြို့နယ်ကို2ကျင်းဘုံများလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်မရှင်တရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စေရေးသတိအများရှိရန်လိုအပ်ပြီးလေချောင်းရံမှကာကွယ်နိုင်ရန် လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့လည်းတိုက်တွန်းထားပါသေးတယ်ရှင်။တတိယသတင်းတပုတ်အုံနေနဲ့စစ်ကောင်မရှင်ကအော်တိုဘာလာတရနေ့ကနေစပြီးဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းများအပေါ်ထောက်ပံ့ခြင်းထမှန်ခန်းစားခွင့်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်လောက်ခံဘန်နာရေးနဲ့အခွန်ဝင်ကြီးဌာနရဲ့အမိန့်ကြော်ညာစာအမှတ်130မြင်းဆောင်2025အရာနန်းစီဒီယံဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေကို ဒီကနေ့အော်တိုဘာလတရနေ့ကစတင်ပြီးအပိုထောက်ပံ့ကြီးကျပ်သုံးသောင်းကိုလာစဉ်ထပ်မံခန်းစားခွင့်ပြုခဲ့ကြောင်းမနေ့ကညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဆရာနာသိန်းကာလာအတွင်းနန်းစီဒီယန်ဝန်ထမ်းတွေကိုအပိုထောက်ပံ့ကြီးအဖြစ်2023ခုနှစ်အော်တိုဘာလမှစပြီးတအူးလျင်တလကျပ်သုံးသောင်းကို ပထမအကြိမ်2024ခုနှစ်အော်တိုဘာလမှစပြီးဒုတိယအကြိမ်အဖြစ်လာစဉ်ခန်းစားခွင့်ပြုခဲ့ရတာက လက်ရှိထောက်ပံ့လျက်ရှိတဲ့အပေါ်ထောက်ပံ့ခြင်းကျပ်6000အပြင်ထပ်မံပြီးကျပ်3000ကိုအပေါ်ထောက်ပံ့ခြင်းအဖြစ်လစဉ်ထပ်မံခန်းစား권ပြုလိုက်တာဖြစ်ပါတယ်။ဒါအပြင်အာနာသိန်းစစ်တပ်တွင်ကကြီးရည်လေးဝန်ထမ်းတွေကိုလည်းအပေါ်ထောက်ပံ့ခြင်းအဖြစ်တအူးလည်ရင်တလကျက်3000ကိုလှစဉ်ထပ်မံခန်းစား권ပြုခဲ့ကြောင်းသိရပါတယ်။အဲ့ဒီအပေါ်ထောက်ပံ့ခြင်းကိုအငိမ့်စားယူဖို့ကြိုတင်ပြင်ဆင်ခွင့်လေးလအတွက်နဲ့လစာပြေသို့မဟုတ် လစာဝဲလစာငွေရရှိတဲ့အခြားခွင့်ခံစားနေတဲ့ကာလအတွင်းအပေါ်ထောက်ပံ့ခြင်းကိုခံစားခွင့်ရှိပြီးပညာသင်ကြားခွင့်နဲ့နိုင်ငံခြားအတိုင်းအမီတွေကိုဆေလွတ်ခြင်းခံရတဲ့နန်းစီဒီယံဝန်ထမ်းတွေနဲ့ပညာသင်ခွင့်စည်းကမ်းချက်တွေနဲ့နိုင်ငံခြားကိုတွားရောက်ပြီးပညာသင်ကြားနေတဲ့ဝန်ထမ်းတွေဟာအဲ့ဒီကာလအတွင်းအပေါ်ထောက်ပံ့ခြင်းခံစားခွင့်မရှိဘူးလို့သိရှိရပါတယ်။အလားတူလုပ်ငန်းစာချုပ်ရှိတဲ့ဆောင်ရွက်ပြီးစီးတဲ့လုပ်ငန်းပမာဏသို့မဟုတ် အရေးအတွက်ကိုလိုက်ပြီးအခကြေးငွေရရှိတဲ့ဝန်ထမ်းတွေနဲ့အလုပ်သမားတွေအချိန်ပိုင်းသာဆောင်ရွက်ရတဲ့ဝန်ထမ်းတွေဟာလည်းအပေါ်ထောက်ပံ့ကြေးကိုခံစား권မရှိကြောင်းသိရှိရပါတယ်။အဲဒီလိုသတ်မှတ်ထားပေမဲ့လည်းတာဝန်ထမ်းဆောင်ရမှာလိုအပ်တဲ့အရေးချင်းပြည့်စုံမှုအတွက်ပြည်ရင်းတက်ကတော့ကောလိပ်တိတ်ပံတစ်ခုခုစက်မှုစိုက်ပျိုးနဲ့တမွေးပညာရဆိုင်ရာတိတ်ပံသူမဟုတ်အထက်တန်းကျောင်းတစ်ခုခုမှာပညာသင်ခွင့်စည်းကမ်းချက်တွေနဲ့ တက်ရောက်ပညာသင်ကြားခွင့်ရှိတဲ့နန်းစီဒီယံဝန်ထမ်းတွေအနေနဲ့တော့ပညာသင်ခွင့်ကာလအတွင်းအပေါ်ထောက်ပံ့ခြင်းရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်ယာရုမခိတချထားခြင်းခံရတဲ့နန်းစီဒီယံဝန်ထမ်းတွေကိုတည်ဆဲနီဥပဒေတွေအရနေထိုင်စားသောက်မှုစရိတ်ထုတ်ပေးထားခြင်းအတွင်းပုံသေးလားစာရရှိတဲ့နန်းစီဒီယံဝန်ထမ်းတွေလည်းအပေါ်ထောက်ပံ့ခြင်းရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။နေစာဝန်ထမ်းတွေနဲ့နေစာနန်းစီတင်အလုပ်သမားတွေဟာလည်း နေ့စဉ်လောက်ခကြက်9800ရရှိမှာဖြစ်ခအငိမ့်စားဝန်ထမ်းတွေဟာလည်းအပိုထောက်ပံ့ခြင်းကြက်3000ကိုလစဉ်ထပ်မံခန်းစားခွင့်ပြုခဲ့ပေမဲ့လည်းနိုင်ငံသားအတိုင်းကြီးတွေမှာယာယီသို့မဟုတ်အမြင့်တန်းနေထိုင်သူတွေဟာနိုင်ငံသားမှာရှိနေစဉ်အတွင်းအပိုထောက်ပံ့ခြင်းရရှိမှာမဟုတ်ဘဲအခုခွင့်ပြုတဲ့အပိုထောက်ပံ့ခြင်းကိုတလုံးနဲ့ပင်စင်အဖြစ်လဲလှယ်ခွင့်မရှိကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ကြောင်မဲမျိုးကိုစစ်ကောင်မရှင်တပ်တွေထိန်းချုပ်ထားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးပေါ်သို့စစ်ကောင်မရှင်တပ်သားတွေကဒီကနေ့မှအပြေးအဝထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့စစ်တပ် lobby channel တွေမှာဖြန့်ဝေနေတာတွေရှိသလိုမီဒီယာအချို့မှလည်းဖော်ပြနေကြပါဗျ။ကြောင်မဲမျိုးပြင်ဘက်မှလည်းတနက်ပြစ်ခတ်တံတွေကြားနေရပြီးတအောင်ပလောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL ခုခံကာကွယ်ထားတဲ့ကြောင်မဲမျိုးပေါ်ကို ဒီကနေ့အော်တိုဘာလ၁ရက်နေ့နနက်ပိုင်းမှာစတင်ကစစ်ကောင်မရှင်တပ်သားတွေဝင်ရောက်လာပြီးဌာနဆိုင်ရာရုံးတွေမှာနေရာယူထားတယ်လို့ဖော်ပြထားပါတယ်။ကြောင်မဲမြို့နယ်နောင်ပိန်တိုက်နယ်အတွင်းစစ်ကောင်မရှင်တပ်ဟာပြီးခဲ့တဲ့ဩဂုတ်လ၁၈ရက်မှစတင်ပြီးမြေပြင်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။တရုတ်စစ်မျိုးအရပြန်ပေးရမယ်ဆိုတာသိပြီးသားပဲ။ပြီးရင်ရှမ်းမြောက်ကတိန်ဒီကိုဆက်ပြီးစစ်တပ်ကပြန်ယူမဲ့အရေးအယောင်တွေလည်းတွေ့နေရတယ်လို့စီရီယံဗိုလ်မှူးဆွေတော်ကမြို့တော်ကိုပြောပါရတယ်။ တစ်တုံရနစ်ခုံစစ်စင်ရေးအတွင်း TNL ထိန်းချုပ်ထားတဲ့မြို့၁၂မြို့ထဲမှာပြီးခဲ့တဲ့ဇူလိုင်လလယ်မှာနောင်ချိုမြို့ကိုစစ်ကောင်မရှင်တပ်ကပထမဆုံးပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပြီးကြောင်မဲမြို့ဟာစစ်ကောင်မရှင်ပြန်လည်ထိန်းချုပ်တဲ့ဒုတိယမြို့ဖြစ်လာနိုင်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာဒုက္ခသည်တွေကိုနောက်ထပ်ဆန္ဒလာတာကာလအတွင်းတရားဝင်အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ကြောင်းထိုင်းဝင်ကြီးချုပ်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနိုင်ငံရှိနေဇက်ဒေတာစခန်းကိုကူမှာနေထိုင်ကြတဲ့မြန်မာဒုက္ခသည်တွေကိုနောက်ထပ်ဆန္ဒလာတာကာလအတွင်းတရားဝင် အလုံးလုံးဂိုင်းဝင်ရရှိမှာဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြထားပါတယ်။ထိုင်းနိုင်ငံအနေနဲ့ကမ္ဘောဒီးယားကပြန်လည်ခေါ်ယူထားတဲ့လုံသားအင်အားကိုလိုအပ်မှာမဟုတ်ကြောင်းကိုလည်းကမ္ဘောဒီးယားကိုသတင်းစကားပါထားပါတယ်။ဝန်ကြီးချုပ်ကအော်တိုဘာလ၁ရက်နေ့မှာစတင်ပြီးမြန်မာဒုက္ခသည်တွေဟာ တို့ရဲ့စခန်းတွေပြင်ပမှာတနစ်တာအလုပ်လုပ်ကင်ခွင့်ရရှိမှာ ဖြစ်တယ်လို့သိရှိရပါတယ်။ကျွန်တော်တို့ရဲ့စီးမြင်တွေနဲ့အခြေအနေတွေကို မလိုက်နာတဲ့သူတွေအတွက်တော့ဒီစီးမြင်တွေကို ရောက်ပါပေးလို့မရပါဘူး။ဒါဟာကျွန်တော်တို့နဲ့ပြဿနာရှိတဲ့နိုင်ငံကိုကျွန်တော်တို့စီမှာအလုပ်သမားဒါမှမဟုတ်လုပ်သားလိုအပ်ချက်ရှိမယ်လို့မထင်မှတ်ဖို့သတင်းစကားပေးပို့တာဖြစ်ပါတယ်လို့မစ္စတာအနုတင်ကကမ်ဘောဒီးယားကိုထင်ရှားစွာညွှန်ပြောကြားခဲ့တာပါ။ ဝင်ကြီးချုပ်ကအလုံးလောက်ကိုင်းနေတဲ့မြန်မာဒုက္ခသည်တွေကိုအလုံးရှင်တွေကလှုပ်သားရေးရာဥပဒေတွေနဲ့အညီစံတမတ်ထားတဲ့တတချောင်းချီရင်းနဲ့အငိမ့်စားရံပုံငွေတွေရရှိစေရန်ဆောင်ရွက်ပေးမယ်လို့အာမခံခဲ့ပါတယ်။ဒီလှုပ်သားတွေကိုတရားဝင်လှုပ်သားတွေဖြစ်တဲ့အတွက်ကြောင့်ကာကွယ်ပေးထားမှာလို့ဝင်ကြီးချုပ်ကပြောခဲ့တာပါ။အလုံးလောက်ကိုင်းဝင်ကိုတည်နယ်လေးခုမှာရှိတဲ့ဒုက္ခသည်စခန်းကိုကူကမြန်မာနိုင်ငံသားတွေအတွက်အကျုံးဝင်ပါတယ်။မြန်မာနိုင်ငံသားတွေဟာ မြောက်ပိုင်းအလဲပိုင်းလူမြင်နဲ့အရှေ့ပိုင်းရှိကြီးနယ်53ခုမှာအလုံးလုံးနိုင်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အလုံးသမားဝင်ကြီးဌာနရဲ့အဆိုအရစခန်း3ခုကတပြည်နယ်မှာဖြစ်ပြီး၄ခုကမေဟောင်ဆောင်ပြည်နယ်မှာဖြစ်ကကန္တနာပူရီနဲ့ရပူရီတို့မှာတခုစီရှိပါတယ်။အလုံးလုံးနိုင်တဲ့အရွယ်မပုံတင်ထားသူဒုက္ခတွေပါ၄2600တဦးရှိတယ်လို့သိရှိရပြီးကမ္ဘောဒီးယားနဲ့နေဆက်ပရိပခါမှာ ကမ္ဘောဒီးယားလှုပ်သားတိမ်းပေါင်းများစွာအစုလိုက်အပြုံလိုက်ထွက်ခွာသွားစေခဲ့ပါတယ်။ကမ္ဘောဒီးယားလှုပ်သားတွေဟာသူတို့ရဲ့ဇာတိမြေကပြန်လာဖို့ဒါမှမဟုတ်ကမ္ဘောဒီးယားမှာရှိတဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးရမယ်လို့ဖိအားပေးခြင်းခံခဲ့ရတယ်လို့သိရှိရပါတယ်။လက်ရှိမှာ နေဆက်ကိုပိတ်ထားဆဲဖြစ်တော့လဲကမ္ဘောဒီးယားနိုင်ငံသားအများအပြားဟာအလောက်ရှာဖွေဖို့အတွက်ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်ရန်ကြိုးပမ်းနေကြတာလဲတွေ့ရှိရပါတယ်ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ဖိလပိုင်နိုင်ငံစီဘူမှာငလျင်လောက်ခတ်မှုကြောင့်လူ60ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဖိလပိုင်နိုင်ငံအလဲပိုင်းရှိ စီဘူကျွန်းကမ်းခြေမှာအင်္ဂါနေ့ညကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလျင်တစ်ခုကြောင့်လူ60ဦးသေဆုံးခဲ့တယ်လို့ဖိလပိုင်အာဏာပိုင်တွေက ပြောကြားခဲ့ပါဗျ။အဲ့ဒီငလျင်ဟာဖိလပိုင်နိုင်ငံအလဲပိုင်းကစီဘူမြို့အနီးမှာအင်္ဂါနေ့ည10:00ခန့်ကလောက်ခတ်ခဲ့တာပါ။ US Geological Survey က ငလျင်ရက်ဘိုကြာ30ကီလိုမီတာနှက်ရှိုင်းပြီးခမန်းကျေ6.9ပြင်းအားရှိကြောင်းဖော်ပြခဲ့ပါတယ်။အမေရိကန်အမျိုးသားသမုဒ္ဒရာနဲ့လေရုစီမံခန့်ခွဲမှုဦးစီးဌာနကလည်းငလျင်ကြောင့်ဆူနာမီအန္တရာယ်မရှိကြောင်းပြောကြားခဲ့ပါတယ်။အာနာပိုင်တွေဟာဒီကနေ့ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတေဆုံးသူအရေအတွက်ကိုအတည်ပြုခဲ့ပြီးငလျင်တန်းခံခဲ့ရတဲ့ဒေသတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ ငလျင်လောက်ခတ်ချိန်ရိုက်ကူးမိခဲ့တဲ့ CCTV ရုပ်သံမှတ်တမ်းနဲ့ဆေးရုံအပြင်ဘက်မှာကုသမှုခံယူနေရတဲ့လူအများအပြားကိုပြသထားတဲ့စီဘူးမျိုးရုပ်သံမှတ်တမ်းတွေကိုလည်းဆိုရှယ်မီဒီယာတွေမှာတွေ့ရပါတယ်ရှင်။ယူရိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့ယူရိုရဲ့ Facebook page နဲ့ YouTube channel တို့ကနေချောက်မျိုးကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။ ဆရာနာရှင်စနစ်စိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အတွေ့မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများက စုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်